ဒါကြတော့ဆောင်းတူလမ်းမဆဲလိုက်မယ်။ခွေးဒီကဘာလို့လဲဆိုတော့အပေါ်မှာအမိပါပေးတာပေါ့နော်။ဒါရောင်းတဲ့သူရဲ့လက်မှတ်ပေါ့နော်။ Okay ။ဒါဆိုတော့ရယူရနော်ကျွန်တော် Microsoft ကိုတုံးပြီးတော့ဗောကျွန်တော်တို့အယောင်ပေါင်ချာတခုကိုအလွယ်ကူဆုံးနဲ့ဘယ်လိုပြုလုပ်သွားမလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒီဆိုကျွန်တော်တို့က Microsoft နဲ့လုပ်မှာဆိုတဲ့အတွက် Microsoft ထဲကိုဝင်လိုက်ပါမယ်။ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့က Server Side ပေါ့နော်။ Server Alert ရုပ်ကိုခေါ်လိုက်မယ်။ပြီးလို့ရှိရင်အဲ့ဒီမှာမှကျွန်တော်တို့က အထောင်အလဲကိုကျွန်တော်တို့ရွေးရမယ်ပြီးတော့ချင်း site ရဲ့မှာပါနော်ကျွန်တော်တို့ကိုသုံးမဲ့ site ရဲ့ site ကိုရွေးရပါမယ်ဒီမှာဆိုလို့ရှိရင်သူပြတာ site ရဲ့ site တွေပေါ့နော်ရှိတယ်ပေါ့နော်အဲ့ဒီမှာမှာကျွန်တော်တို့ကအဲ့ဒီမှာသုံးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတန်းမှာကျွန်တော်တို့ထည့်ယူတူရပါတယ် mobile paper site ကိုကျွန်တော်ချက်နှိပ်လိုက်ပြီပေါ့နော်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကိုကြိုက်တယ် site ဆိုင်ကိုကျွန်တော်တို့ယူလိုက်ပြီပေါ့နော်ကျွန်တော်တော့ဒီမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအာ6 6 လက်မနဲ့ရှစ်လက်မနှစ်ခုယူလိုက်ပါမယ်เนาะဒါကိုကြိုက်တဲ့ကိုသုံးမဲ့ site ပေါ့เนาะဒါတော့ကျွန်တော်ကဒီအနေနဲ့လောက်ပြအောင်ဆိုတော့ကျွန်တော်ဒါရေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ okay ကိုတစ်ချက်နဲ့လည်းပါမယ်ဒီလိုဆို site ရဲ့လေးချလာပြီပေါ့เนาะ site ရဲ့လေးချလာပြီဆိုဒီ site ရဲ့ကကျွန်တော်6လက်မရဲ့7လက်မရဲ့ပါတယ် site ရဲ့ site လေးပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီထဲမှာမှကျွန်တော်တို့ကအယောင်ပေါင်းချာလေးပြည့်လို့မှဆိုတဲ့အတွက်ကျွန်တော်တို့ကအပေါ်မှာဒီဇိုင်းလေးလာလေးထည့်ခြင်းနေဆိုလို့ရှိရင်ရှိတ်ထဲမှာမှကျွန်တော်တို့ကဒီပေါ့နော်ဒီထဲမှာမှကျွန်တော်ကိုသုံးမဲ့ အားလေးတစ်ခုကိုကျွန်တော်ယူလိုက်မယ်နော်ကျွန်တော်ဒီကောင်လေးယူလိုက်မယ်ယူပြီးရင်ပေါ်ဆုံးတောက်လေးမှာကျွန်တော်ဆွဲလိုက်ပါမယ်ကိုထားခြင်းနဲ့ပုံစံလေးတိုင်းပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကအမျိုးယူမယ်ဆိုရင်ဒုလေးပေါ့နော်အမျိုးယူလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကကိုဘာကိုဆွဲမပေါင်းချပါလဲပေါ့နော်ဘာပေါင်းချလဲပြီးလို့ရှိရင်ကိုက ထားမယ်ဘောင်ချာရဲ့လိုပုံစံရဲ့ logo လေးရှိဖို့လဲလိုတယ်ပေါ့နော်အပုံလေးတွေကွန်ပျူတာဆက်တင်ကွန်ပျူတာပတ်သက်တာမီတီမီတရားစင်းနဲ့ဆိုတရားစင်းနဲ့ပတ်သက်တာပေါ့နော်ကျွန်တော်တို့စေကန်စေုံဆိုလို့ရှိရင်လည်းစေကန်စေုံတင်ဂီတာလေးကျွန်တော်ထည့်ပေးရပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်ခံလေးကိုကျွန်တော်တို့ကနောက်ခံပေပါကိုကျွန်တော်တို့ကပေါ့နော်ဒီ အမဲအဖြူရောင်ကြီးမထားသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီဇိုင်းထဲမှာမှကျွန်တော်တို့ကပေးကလာရှိရဲအဲ့ဒီအထက်မှာမှကျွန်တော်တို့ကနောက်ခံကလာလေးကိုခက်ရဲရဲခက်ဖြော့ဖြော့လေးပေါ့နော်အယောင်ကိုကျွန်တော်တို့ကနည်းနည်းလေးမှိတ်မှိတ်ပတ်ပါတဲ့အယောင်လေးကျွန်တော်တို့ထားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကိုကဘာလောက်မှလဲပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်ကကိုတုံးမဲ့လိုကိုရဲ့ကိုအောင်ချရဲ့ပေါ့နော် ကိုစားပြုမှအပုံလေးကိုကျွန်တော်ထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က insert တွေကကျွန်တော်အခွက်တစ်ခွက်ယူတိုင်းမယ်ယူပြီးလို့ရှိရင် right click ချက်နဲ့နိုင်မယ် face မှာကျွန်တော်တို့ no face ထားလိုက်မယ် online မှာကျွန်တော်တို့ no face no online ထားလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့က insert ချက်တွေမှာကျွန်တော်တို့ဒီမှာ picture ဆိုရရှိတယ် picture ဆိုတော့ this pc ပေါ့နော်ကျွန်တော် online ရရှာလိုက်ရတယ်ဒါကတော့ online ရရှာတာပေါ့ဒါကတော့ကျွန်တော် this pc တင်ထားတဲ့နေရာမှာကိုယ်ဆက်တွေပုံရှင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်က download လုပ်ထားတဲ့နေရာမှာကျွန်တော်တို့ယူတိုင်းမယ်ယူပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ကိုယ် တော့မဲ့ပုံလေးတွေကျွန်တော်ကြိုပြီးစေ့ထားပါတော့ကျွန်တော်ကတော့ပြလို့ရှိရင် okay နှိမ့်ရမယ်နှိမ့်ပြီးဆိုလို့ရှိရင်ဒီမှာအပုံလေးရရောက်လာပြီပေါ့နော်ပုံလေးရရောက်လာပြီကျွန်တော်တို့ကနည်းနည်းလေးကြီးကြီးနဲ့တေးကြီးနဲ့ဆိုလို့ရှိရင်ဒီမှာ adjust လုပ်လို့ရပါပြီပေါ့နော်ပြီးလို့ရှိရင် okay လိုရေးထားလိုက်ပါမယ် အများကြီးကြီးဖို့လည်းမလိုဘူးပေါ့နော်။ဘာလို့လဲဆိုတော့စင်ကြပေါ်ကြီးမှပုံရိပ်ကြီးကြီးခြားမယ်ဆိုရင်တိုင်ကျုပ်ဆိုးရက်ပဲပေါ့ပါပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့အဆင်ပြေတဲ့အနေအထားလေးတော့ပဲကျွန်တော်တို့ယူလိုက်ပါမယ်။ယူပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုကိုကျွန်တော်တို့က control key နဲ့နှိပ်ပြီးတော့ကျွန်တော်ယူလိုက်ပါမယ်။ဒါဆိုလို့ရှိရင်ဟိုဘက်ဒီဘက်လည်းအပုံလေးညီပြီးသားပေါ့နော်။အဲ့လိုဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ယူပြီးထားလိုက်ပါတယ်။ဒါဆိုလို့ရှိရင်အပုံနှစ်ပုံရသွားပြီ။ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီညမှာတော့စာရေးမယ်ကိုရဲ့နာမည်ပြုရှင်ကိုရောင်းမဲ့စာပြုရှင်လိပ်စာတွေပါရေးလို့ရပါတယ် နော်ဒါကြောင့်မို့ကျွန်တော်တို့က instant chat တွေမှာကျွန်တော်တို့ကရှိဆိုတော့ရှိတယ်ပြီးလို့ရှိရင်ဒီမှာကိုက desktop လေးတစ်ခုထားလိုက်မယ်ပြီးလို့ရှိရင်ခုနတိုင်းပဲဒီပေါင်းမှာ right click နှောက်ထောင်းမယ်ပြီးလို့ရှိရင် online မှာ no online fee မှာကျွန်တော်တို့ no fee ထားလိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာစာရေးလို့ရပြီပေါ့နော် sorry ပေါ့နော် တာလို့ရှိရင်လည်းမဓမ္မသံဃာပေါ့နော်ဗုဒ္ဓဓမ္မသံဃာပေါ့အမှန်ပြောရှင်ဟောပါမယ်နော်စောစောဓမ္မပြောရှင်နေခាយတိတိသံဃာပေါ့နော်လို့ရှိရင်ဒီကောလည်းကျွန်တော်ကသိပြီးလိုက်မယ်အဲလို့ရှိရင်ဒီကောင်လေးလည်းပုံနဲ့တိုးပြလိုက်မယ် โอเคဒါဆိုရရပြီเนาะဒါအသေးပြန်တော့ပြန်ချက်လိုက်ဒါဆိုရင်ဒီမှာရပြီဟိုနည်းနည်းလေးပို့လိုက်ပါเนาะโอเคပြီးရင်ကျွန်တော်တို့ကကိုအခုမှကိုသုံးမယ်နာမည်ရေပြီးလို့ရှိရင်အကြောင်းအရာရောကျွန်တော်ကအောက်မှာထည့်ရေးရမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကတော့ကျွန်တော်နာမည်အတူကောက်ကိုပဲကျွန်တော်ရေးလိုက်ပါမယ်ဒါကြောင့်မို့ကျွန်တော်ကဒီမှာ insert ထည့်ဖို့ပြီးကျွန်တော် test box တကူထပ်ကောင်းမယ်ပေါ့နော် ဒီတော့ဒီမှာ insert insert တဲ့မှာ shape shape တဲ့မှာဒီမှာ dashboard ကိုကျွန်တော်ထပ်ခေါ်လိုက်ပါမယ်။ပြီးလို့ရှိရင်ဒီမှာထုံးစံတိုင်းပဲ online မှာ no online ထားမယ်။ face မှာကျွန်တော်တို့ no face ထားလိုက်ပါမယ်။ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့နာမည်ပေါ့နော်။ကိုယ့်ရဲ့နာမည်ကိုကိုယ်ခြိုက်တဲ့ salon photo ပေါ့တခုကိုယူလိုက်ပါနော်။ယူပြီးလို့ရှိရင်ကိုယ့်ရဲ့နာမည်အတူတူကိုကျွန်တော်ရေးပါဖြစ်ပါတယ်။ကျွန်တော်နေတူအောင်ဆိုတဲ့ anti a လို့ပဲယူလိုက်ပါမယ်။ ပြီးလို့ရှိရင်ဆာလုံးကိုကျွန်တော်တို့ကဆာလုံးဖောက်ကိုထည့်ရွေးလို့ရတယ်ပြီးလို့ရှိရင်စိုက်မှလည်းကျွန်တော်တို့ထည့်ကြည့်သေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုပေါ်လေးနဲ့နဲ့တိုးလိုက်မယ်ပြီးလို့ရှိရင်ဆာလုံးဖောက်ကိုလည်းကြီးကျင်သေးတယ်ဆိုတော့ကျွန်တော်တို့ကြီးလို့ရတယ်ပေါ့နော်ဆက်နဲ့ဆက်လေးလောက်ထားလို့ရတယ်ဒါတော့ကိုယ်ရဲ့ဒါပေမဲ့ဆာလုံးဆိုတော့ကျွန်တော်နဲ့ကြည့်လို့ရတယ်ပေါ့နော်โอเค ီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ရအောက်မှာမှာကျွန်တော်တို့ asset ထဲမှာ share တကူထည့်ယူပါမယ်ယူပြီးလို့ရှိရင်ကျွန်တော်ကထပ်ဆွဲချမယ်ဒီမှာမှာကို pin right click နိုင်မယ်ပြီးလို့ရှိရင်ဒီမှာ online မှာကျွန်တော် no online ထားပါမယ် pin face မှာ no face ထားမှာเนาะဒါမှသာကျွန်တော်အောက်ကအကြောင်းမြင်နေရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်အောက်မှာကိုထိုင်းနေကိုရဲ့ဘောเนาะရောင်းဝယ်စာရေးဘောเนาะအဲဆိုရင်ကျွန်တော် ီတောင်စုဖောင်းတဲ့ခြေတိုင်ပဲပေါ့နော်ကျွန်တော်ဖြစ်တောင်စုဖောင်းတဲ့ခြေတိုင်ပါမယ်။ စင်ပြေတော့ကျွန်တော်ကြည့်လိုက်နော်โอเคဒါဆိုရင်ညာဝိုင်းလာညာဝိုင်းပြီဆိုရင်ကျွန်တော်အောက်ပြန်ချမယ်ညာဝိုင်းဆိုကျွန်တော်နည်းနည်းပြန်သေးတယ်နော်၁၄တောက်ထားမယ်ပြုရှင်ဒီကောင်ကိုကျွန်တော်ရေးသွားလိုက်အဲ့ဒီမှာကျွန်တော်တို့ကဆာလုံးကိုဒီမှာပိုးတင်လို့ရတယ်အဆောင်တင်လို့ရတယ်ပြီးလို့ရှိရင်ဆာလုံးကိုကျွန်တော်တို့ကြိုက်တဲ့အရာပေါ့နော်ကိုယ်ခေါင်းစဉ်မှာကိုယ်ကြိုက်တဲ့အရာချိန်လို့ရပါတယ် လဲရအောင်ကျွန်တော်အမဲရအောင်ခေါ်တော့နော်နောက်ကပြီးတော့ကျွန်တော်အနောက်ခံရအောင်နောက်ခံကိုကျွန်တော်ရောင်ပြန်ချင်းပေါ့နော်အရောင်ပြန်ချင်းမယ်ဆို bright clean နိုင်မယ်ပြီး fade မှာကျွန်တော်ကဒီကိုအဲ့ဒီတော့ဒီပါလီကိုကျွန်တော်ကဖေးမှာကိုကြိုက်တဲ့အရာကိုပြန်ချရမှာပေါ့နော်ဒီအရာကျွန်တော်မကြိုက်ဘူးဆိုလို့ရှိရင် ဖေးမှာကျွန်တော်ပဲရောင်လေးခြိုင်တယ်ပေါ့နော်နည်းနည်းလေးခပ်ချော်ပေးမယ်ပေါ့နော်ပဲရောင်လိုက်ပဲကိုယ့်အကူလိုက်စားချင်အောင်ဖြစ်ပါတယ်ရောင်ရဲဆိုကျွန်တော်ပြောရပေါ့နော်ပြောရှင်အဲ့စာလုံးတွေကိုလည်းကျွန်တော်အယောင်ချင်မယ်ဖြစ်ပါတယ်ဟိုရုပ်ပေါ်စေချင်လို့ရှိရင်ဟိုလေးထင်နိုင်မယ်ပြီးလို့ရှိရင်အယောင်ကိုโอเคဒါဆိုရရပြီပေါ့နော်ဒီကျွန်တော်ရဲ့နာမည်လေးကိုလည်း ကိုယ့်ရဲ့စာတော့ကိုလည်းကျွန်တော်တို့ထင်ထင်ရှားရှားလေးမြင်စေခြင်းနဲ့အတွက်ကျွန်တော်တို့ထားလိုက်မယ်။ Okay เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကိုထားခြင်းနဲ့အရာရဲ့ကိုတောက်ပြုတ်ခြင်းနဲ့ဇလုံးတွေရဲ့ကိုကျွန်တော်တို့ထားလို့ရပြီ။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရပြီပေါ့နော်ဒီဇလုံးလေးကိုကျွန်တော်တို့ဒီဘက်နေနည်းနည်းလေးတိုးပြလိုက် ပြီးလို့ရှိရင်ကျွန်တော်တို့လိမ့်စာတွေပါရထည့်ရမယ်ပေါ့နော်လိမ့်စာတွေပါရထည့်ရမယ်ဆိုတဲ့အတွက်ကျွန်တော်တို့က insert ထည့်အောင်ဝင်နေမယ်ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကထုံးစံတိုင်းရှိတယ်မှာမှာကျွန်တော်တို့ဒီမှာ dashboard လေးတစ်ခုထပ်ခေါ်မယ်ပေါ့နော် dashboard လေးတစ်ခုထပ်ခေါ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့လိမ့်စာပေါ့နော်ဒီမှာလိမ့်စာရေးပါမယ်ပြီးလို့ရှိရင် right click နဲ့ fade မှာ no fade ထားပါမယ် okay ပြီးလို့ရှိရင်နည်းနည်းကြည့်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ကလိမ့်စာ ဆက်သွင်းရင်လိမ့်စာဆိုလည်းရတယ်ဗောနော်လိမ့်စာလည်းရပါတယ်ဒီမှာလိုလိုကိုပုံလေးထည့်ခြင်းလေဆိုလို့ရှိရင်ကျွန်တော်တို့လိမ့်စာအချိန်မှာလိုကိုပုံလေးထည့်ထည့်လို့ရတယ်ဗောနော် ကျွန်တော်တို့အယောင်ထပ်ပြောင်းလို့ရမယ်ဒီအောက်ကကျွန်တော်ကိုကျွန်တော်က fail ကိုကျွန်တော်တရောင်ထည့်လိုက်မယ်ပေါ့နော် fail ကိုကျွန်တော်တရောင်ထည့်လိုက်မယ်နည်းနည်းတိတန့်လေးခွဲထုတ်ခွဲထုတ်ထားတဲ့သဘောလေးပေါ့နော်ကျွန်တော်ခွဲထုတ်ထားတဲ့သဘောလေးဆိုတော့ကျွန်တော် fail ကိုတရောင်ထားလိုက်မယ်ပြီးလို့ရှိရင် outline ကိုကျွန်တော်တို့ no outline ထားလိုက်ပါမယ်အဲစာသားကိုကျတော့ကျွန်တော်တို့နောက်ထပ်ပေါ့နော်ဒီရတဲ့ ေါ်တဲ့အယောင်လေးတစ်ယောင်ပြန်ကျွေးတိုင်းပဲပေါ့နော်ဒီအပြည့်အယောင်တွေပဲပေါ်တယ်လို့ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အပြည့်အယောင်လေးပဲထားတယ်တရားလေးထားမယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိကလိုအပ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဇရာကွက်ပေါ့နော်ဇရာကွက်လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့က insert တက်ထဲမှာထည့်ပဲပေါ့နော် table ထဲမှာကျွန်တော်တို့ draw table ရှိတယ် insert table ရှိတယ်ပေါ့နော် insert table ကိုကျွန်တော်တို့သွားလိုက်မယ်ပြီးလို့ရှိရင်ဒီမှာအောက်မှာကျွန်တော်တို့အဲ15ကွက်လောက်ရှိတယ်မို့နော်ပြီးလို့ရှိရင် sorry ့ငါကလာယူလိုက်မယ်ပြောရှင် okay တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုဇာကောရပြီဇာကောရပြီဆိုတော့ကျွန်တော်အဇာကော off ပြန်တွန်းလိုက်မယ်ပြီးလို့ရှိရင်ဇာကောကိုကျွန်တော်အလဲတွန်းလိုက်မယ် okay sorry ဖေးဘောင်ကိုကျွန်တော်တို့ကအနည်းအနည်းဆုံးရှူထားဖို့တော့လိုတယ်ပေါ့နော်ဝေးလေးရောက်တဲ့မှာကျွန်တော်မာချင်းမှာအဲထောက်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုထားပြီးအောင်မှာ ျွန်တော်ဒီကောင်လေးနည်းနည်းလေးပြင်ညှိပေးလိုက်ခဲ့လို့မာဂျင်မှာကျွန်တော်ကမညှိထားဘူးဆိုလို့ရှိရင်တော့ကျွန်တော်စာရည်တဲ့အခါမှာတော့နည်းနည်းလေးအခက်တွေ့တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့မာဂျင်မှာဟိုအရနိုင်တဲ့လောက်ကိုကျွန်တော်တို့ကတ်ထားဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အခုပြန်ပြီးတော့ပြန်လာမယ်ဟုတ်ကဲ့ပါနော်အဲ့ဆိုရှင်ကျွန်တော်ဒီမှာဒီစာလုံးလေးတွေကိုကျွန်တော်နည်းနည်းလေးပြန်ညှိလိုက်မယ်ပေါ့နော်โอเคပြီးတော့ရှင်အောင်နည်းနည်းလေးဆွဲချမယ်ပြီးကျွန်တော်နာမည်ဆွဲချမယ်ပေါ့နော် နည်းနည်းလေးပေါ့နော်အဆင်ပြေသလိုလေးကိုကျွန်တော်တို့ဟုတ်လိုက်မယ်ဒီအပေါ်ကဒီဆက်လုံးကလည်းကျွန်တော်တခုတည်းရေးချင်နေရတယ်ပေါ့နော်ခုတည်းရေးချင်နေဆိုရှင်လည်းဒီ logo လေးကျွန်တော်ဟိုဘက်ပြည်ဒီဘက်ကကပ်ပြီးရေးလို့ရတယ်ပေါ့နော်ဒါတော့ကိုအဆင်ပြေသလိုလုပ်လို့ရတယ်ပေါ့လုပ်လို့ရပါတယ်အမှောက်လို့ရှင်လည်းကျွန်တော်တို့ပေါ့နော်ဒီကောင်းရဲ့အရှိမှာပဲကျွန်တော်တို့ထက်ထက်ထက်လိုက်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်ရဲ့ anti a ဆိုတော့ဒီမှာထက်လိုက်ရတယ်နော်ဒီမှာဒီလိုလေးလည်းအဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်လည်းအဲ့လိုလေးလည်းအဆင်ပြေတယ် ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ quality ကိုလည်းကျွန်တော်တို့ညှိပေးပြီးပါပြီပေါ့နော်ညှိပေးပြီးပါပြီဆိုလို့ရှိရင်ဒီဇယောက်ကောက်ကိုကျွန်တော်တို့အဆင်ပြေအောင်လုပ်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ Audi chest switch ချလိုက်ပါမယ်ဆွဲချပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာရေးမှာက sorry sorry ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အကြောင်းအရာပေါ့နော်အကြောင်းအရာအမီရောရင်ထည့်ပြရမယ်ပေါ့နော် အမီတော့ရင်ထည့်ပြလိုက်မယ်ဆင်အမီလို့ရှိရင်ပစ္စည်းပေါ့နော်ဒါပစ္စည်းလို့ရေးမယ်ကျွန်တော်တို့ကကျွန်တော်ပစ္စည်းပေါ့နော်ဘာယူလဲပေါ့နော်သူယူတယ်ပစ္စည်းရဲ့အမီပြီးလို့ရှိရင်ဈေးနှုန်းပေါ့နော်ဈေးနှုန်းဒါကိုကြရဖုန်းနဲ့တော့ရေးလို့ရတယ်ပေါ့နော်ပြောရှင်တင့်ငွေပေါ့နော် ကဲဒါဆိုတော့ရယူပါတော့အဲဒါတပီလို့ရှိရင်အမည်နေရာလေးကိုကျွန်တော်ကနည်းနည်းလေးချဲပေးလိုက်မယ်ပေါ့နော်โอเคရပြီပြီးလို့ရှိရင်ကျွန်တော်ကဒီမှာတနည်းသုံးလေးတက်ပါမယ်တက်လဲရတယ်မတက်လဲရတယ်ပေါ့နော်ဒီကောင်ကကျွန်တော်ကျွန်တော်တက်လဲရတယ်မတက်လဲရတယ်ပြီးဒီကောင်ရဲ့အကောင်လုံးကိုကျွန်တော်ဆက်လက်ပေးလိုက်မယ်ပေးပြီးလို့ရှိရင်ဒီမှာပိုလေးချက်တင်ပေးလိုက်ပါမယ်ပြီးဆက်ဆောင်လေးထားရှင်တယ်ဆိုဆောင်းလေးပေါ့နော်ပြီးလို့ရှိရင်အောက်မှာမှကျွန်တော်တို့ကဒီ၃ခွက်ကိုကျွန်တော်ပြန်ဖြောက်ပြီးတော့ပေါ့နော်နားမှာ ချက်ပြန်ဖြောင်းလိုက်မယ်ဒီကွက်တုံးကိုကျွန်တော်ဆက်လက်ပေးရမယ်ဆက်ပေးလို့ရှိရင်ကျွန်တော် right click နှိပ်ပေးလိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာပေါ့နော် merit ဆဲဆိုတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်လိုက်ပြီဆိုတော့ဒီမှာ quality ကလုံးဝကိုဖြတ်သွားပြီပေါ့နော်ဒီကလေးအကုန်လုံးပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကအကုန်လုံးဖြတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီ quality ကိုကျွန်တော်ကခြံထားပါမယ်ပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်ကဘာရေးရမလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ quality ပေါ့เนาะအဲ့ quality မှာဆိုလို့ရှိရင်စုစုပေါင်းလို့ကျွန်တော်ရေးမယ်เนาะစုစု ပါပြီးလို့ရှိရင်အောက်မှာဆိုလို့ရှိရင်ဒါပုံစံတိုင်းပါနော်ဒီစေရံငွေပြီးတဲ့ဆိုရင်စေရံငွေပြီးလို့ရှိရင်အောက်မှာဆိုလို့ရှိရင်ကြံငွေပါနော်โอเคကြံငွေဒီအကောင်အကောင်လုံးကိုလည်းကျွန်တော်တို့ဆက်လက်ပေးမယ်ပြီးလို့ရှိရင်ဒီမှာမျိုးပိုးတင်ပြီပေါ့နော်ပြီးလို့ရှိရင်ဗီဒီယိုဖောင်းလဲဆိုလို့ဗီဒီယိုဖောင်းလဲကျွန်တော်ပြင်လို့ရတယ်ပေါ့နော်အကောင်လုံးကိုကျွန်တော်ဗီဒီယိုဖောင်းလဲထားလိုက်ရပါတယ်โอเคဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုဆက်လက်ပေးဒါတော့ဆာလုံးကို အလဲအလဲတို့အဲလိုပို့တာပေါ့နော်ဟမ်ဆလပ်ပေးလိုက်မယ်ပြီးရင်ဆလုံးအလဲပို့လိုက်ဒီကောင်းနေဆိုလည်းအကောင်းဆုံးတူတူပဲဆလပ်ပေးလိုက်မယ်ပြီးရင်ဆလုံးအလဲပို့လိုက်ပါမယ်โอเคရပြီပေါ့เนาะပြီးလို့ရှိရင်ဒီမှာကကျွန်တော်တို့ကမှတ်ချက်နေနဲ့ကျွန်တော်တို့ပြန်ရည်လို့ရတယ်ပေါ့เนาะဒီတောက်လေးမှာဆိုလို့ရှိရင်ကျွန်တော်ကအပေးမှုတွေအထုပြင်ခြေစုတင်ပါသည်ခြေစုလေးရတယ် sorry, uh, 2 pm. Sorry. G. Su. Dima. D. Okay. 몇 시? 고 디나이메. ဖောက်ကိုလည်းကျွန်တော်တို့ပြည်တော်စုဖောက်ထားလိုက်မယ်เนาะဆက်ဒါတော့ဇာကွက်ဆက်ဆိုရရပြည်တော်စုဖောက်ထားရမယ်ဆိုကျွန်တော်ဒီလိုပြင်ဆင်မလို့ပေါ့เนาะကျွန်တော်ဇာကွက်ဆက်ဆိုရင်တော့ကျွန်တော်ပြည်တော်စုဖောက်ထားရလို့အဲ့လိုတစ်ခါရေးရင်တစ်ခါပြင်ရတာဖြစ်ပါတယ်ဒါကြောင့်မရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တော်စုဖောက်ကိုတစ်ခါရေးပြီးပေါင်းချာတော့ဒီပေါ့เนาะဒီကောင်ကိုဆက်လက်ပေးပြီးတော့ဒီမှာပေါ့เนาะဒီမှာစရရတော့ကျွန်တော်တို့ပြည်တော်စုဖောက်ကိုရွှေရမယ်ဆိုလို့ရှိရင်တော့ပဲကွက်ပဲသာပြည်တော်စုဖောက်ကသူကသူရေးလိုက်တာ ਨੇ တရားရေးဝင်နေမှာဖြစ်ပါတယ်ဒါတော့သိထားသင့်တယ်ပေါ့เนาะ ဖြူရမှာဒီမှာဝယ်ယူသူလက်မှတ်ဆိုလို့ရှင်တဲ့လက်မှတ်ပေါ့နော်ဒီမှာဘသူရောင်းသူရဲ့လက်မှတ်ထည့်ရရတယ်ဝယ်ယူသူရဲ့လက်မှတ်ထည့်ရရတယ်ပေါ့နော်ဒါကြတော့ရောင်းသူလက်မှတ်ထည့်လိုက်မယ်ဝယ်ယူသူကဘာလို့လဲဆိုတော့အပေါ်မှာအမိပါပေးတာပေါ့နော်ဒါရောင်းတဲ့သူရဲ့လက်မှတ်ပေါ့နော်โอเค ဒါဆိုတော့ရယူရနော်ကျွန်တော်တို့ရက်ဆွဲထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီရောက်မှာရက်ဆွဲရဲ့နေ့တည့်ရဲ့ပေါ့ကျွန်တော်တက်ထည့်လို့ရတယ်ပေါ့နော်ဒီမှာကကျွန်တော်တို့ဒါကတော့ကိုကြိုက်တဲ့ design ကိုကိုဆွဲရတဲ့အတွက်ကိုဘလိုပဲထည့်ထည့်ရတယ်ပေါ့နော်ဒီမှာရက်ဆွဲလေးပါထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရက်ဆွဲနဲ့တိတ်ကိုကျွန်တော်တို့ဒီမှာထည့်လို့ရတယ်ဘေးလေးဘေးမှာထည့်ခြင်းနဲ့ရတယ်ဒီဘက်တောက်မှာထည့်ခြင်းနဲ့ရတယ်โอเคပြီးလို့ရှိရင် right click နဲ့ face မှာ no filter အောက်လိုက်မှာ no outline ထားဒါတော့30နိုင်ပဲပေါ့နော် လို့ရှိရင် equal လေးလောက်သွားလိုက်ဒီရင်ဒီဘောင်းမှာရက်ဆွဲထည့်ပါတော့ဒါသူများနဲ့မတူအောင်ဒါကိုယ့်ဘက်ကိုကျိုက်တယ်လို့ထားလို့ရတယ်ပဲရက်ဆွဲပြီးဘာဘလာဘာဘလာလို့ရှိရင်အတော့25ဆိုရင်အတော့25ပါတော့အင်္ဂလိပ်ရယ်ကျွန်တော်ကမလာပဲရေးစက်ပြေးရပါတော့ ေကွက်လေးကိုလည်းကျွန်တော်တို့ဖေးထားခြင်းနဲ့ဆိုလို့ရှိရင်အစင်ပြင်မဲ့အယောင်လေးနဲ့ကျွန်တော်တို့ခုထားလို့ရတယ်ပေါ့နော်။ညာဘက်မှာလည်းကြောက်တယ်အစင်ပြင်မဲ့ဆိုတော့လောက်လိုက်တဲ့အစင်ပြည့်ပေါ့နော်။ပြီးလို့ရှိရင်ဒီကောင်ဘိုးလေးချက်တင်လိုက်မယ်။ဘိုးလေးတင်လိုက်မယ်။ဘောက်စ်ကိုပြန်သွားပေါက်ထားလိုက်မယ်။โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ ဒီဇိုင်းနဲ့နဲ့ဆန်းဆန်းလေးနဲ့ပေါ့နော်ပေါင်းချာလေးတစ်ခုကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကို ထထဲကျင်တာတွေကိုညံရှိရင်ရှိသလားပေါ့နော်ကျွန်တော်တို့ထထဲလို့ရတယ်အသုံးပြုလို့ရပါတယ်ဒါကတော့ Microsoft Word ကိုသုံးပြီးတော့ပေါ့နော်ကျွန်တော်တို့အလွယ်ကူဆုံးနဲ့ဇီယံဆွမ်းနည်းကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ကိုရဲ့ idea ရှိရင်ရှိသလားကျွန်တော်တို့ထုတ်ပြီးတော့ကစားလို့ရပါတယ်ပေါ့နော်အားလုံးကျွန်တော်အခြေခံလေးကိုပြပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်ဒီဗီဒီယိုတွေက အကျိုးရှိတယ်ဆိုရှင်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ထားပြီးတော့တောင်းဆိုချင်ပါတယ် see you bye bye ပါ